ဘောအဲ့ဒါကဘာဖြစ်ရလဲဆိုတော့ဒီဘက်ကပါဆိုပါလိမ့်မယ်ဆက်ဆက်ဆောင်ဝင်အောက်ကတော့စီအေးဝင်ဟုတ်ကဲ့ပါကုတာမြင့်ရဲ့အတော်တော်အတော်ရင်ပေါ့တူမလေးတောင်ရတာပေါ့နော်တူမလေးတောင်ရတယ်တူလေးကယူတူမလေးပဲပေါ့နော်ဟုတ်တယ်မလားအမဆိုလည်းလေးချစ်တယ်ခဲဦးလည်းချစ်တယ် င်နောင်စီဖြစ်တဲ့ခါကြလို့ရှိရင်လို့ညီမလေးကိုလို့ဘယ်လိုပြောမလဲဆိုလို့ရှိရင်တော့အနှုတ်တာခံရမယ်နော်လို့ပြောဆိုနော်။ဟိုငဲတဲ့အတွက်ပေါ့နော်။ငဲတဲ့အတွက်နှုတ်တာခံပြီပါလို့ပြောပါတယ်။ဆိုအေးအေးဝင်းပါရှင်။အေးရောဆာအနီဆဆန်းဝင်းနဲ့နံပါတ်2နော်။ညီမအရင်ဆဆဆန်းဝင်းအောက်ကတော့အေးအေးဝင်း ဟုတ်ကဲ့ပါ။ကိုတန်းကြီးရဲ့အတော်ပေါ့။အတော်ရင်ပေါ့။ဒီမြင့်ချက်တူတူလေးတွေချင်းမြင့်တာပေါ့နော်။မင်္ဂလာချင်းမြင့်တာပေါ့နော်။လာပြီးတော့ပေါ့။ဘလို့ပြောရုပ်ရှင်စားရိုက်ထဲကအန်ဒီရောသဘောကျပါလေ။တူမလေးပေါ့နော်။ကိုတူလေးကသဘောကျလားကိုတူမလေးပေါ့နော်။အဆင်ပြေတယ်တမီးရဲ့။ကြာသွားပြီဒါဘောဒါမဲ့လေပြောပြပါလေတာလို့အိမ်နောင်စီဖြစ်တဲ့ခါကြာလို့ရှင်လို့ညီမလေးကိုလို့ ဘယ်လိုပြောမလဲဆိုလို့ရှိရင်တော့အနှုတ်တာခံရမယ်နော်လို့ပြောဆိုတော့နော်ဟိုငယ်တဲ့အတွက်ပေါ့နော်ငယ်တဲ့အတွက်နှုတ်တာခံပြီးပါအဲ့လိုပြောပါတယ်။အဲ့တော့လည်းအမှုပညာအဲ့ပြီးတော့အစဉ်ပြေလို့ပြောရတယ်ပြေတယ်ပြေပါတယ်နှစ်အောင်လုံးအတွက်ကိုအစဉ်ပြေတယ်နှစ်အောင်လုံးအတွက်ကိုလည်းအန်ဒီတော့ကချစ်တယ်သဘောလည်းတူတယ်သူနှစ်ဖက်မိဘတွေမောင်နှမတွေလည်းအကုန်ချစ်ပါတယ်မြို့ပညာမျိုးရဖြစ်တဲ့အတွက်ပေါ့နော်အကုန်လုံးချစ်တယ်တွဲညီတာရောအတွဲညီတယ်အာအတွဲညီတယ်ဟိုတွေကသဘောကျတယ် သူတို့နှစ်ယောက်သဘောကျပါတယ်ဒေါ်ရီနဲ့လည်းသူ close ဖြစ်တယ်နော်အာပြောတယ်ဖြစ်တယ်ပြောပြောဆိုဆိုအတငယ်ချင်းတို့ပဲတားလေးဒီပတ်တက်ဆိုလှဲတားလေးဒီပုံညမလို့ရိုက်ကြက်တို့ရိုက်ဒေါ်လေးစိတ်စိတ်ကောင်းထားတယ်တင်းနေစိတ်လည်းကောင်းတယ်လိမ်လဲလိမ်ပါတယ်မိဘောက်လည်းတိတတ်တယ်နော်လိမ်ပါတယ်တအားလိမ်ပါအန်တီတို့တအားချစ်တယ်ဟုတ်တယ်။နေရာတော့အိမ်ပါအိမ်ပါလေးပါရရ။အဲရသွားပြီ။တူမလေးတယောက်ရတယ်ပေါ့နော်။တူမလေးတယောက်ရတယ်။တူလေးကယူတူမလေးပဲပေါ့နော်။ဟုတ်တယ်မဟုတ်လား။အမဆိုလည်းလေးချစ်တယ်။ ခဲဥလည်းချစ်တယ်ခဲဥဆိုတော့ဟိဝင်ရအမေရဲ့မျိုးသားကြတော့ပိုချစ်တာပေါ့နော်တမီးလေးယူတဲ့တမီးလေးတယောက်ပိုရတာပေါ့ဒီမားလေးရေနော်အစိုးပြရလေးလေမာရေးချရှိတဲ့အတွက်ကြိုက်တယ်နော်မိဘပြောစကားဆိုစကားနားထောင်တယ်ဒါပိုကြိုက်တာပေါ့နော်ကုတူလေးကလည်းပိုကြိုက်တယ် ော်နှစ်ယောက်သားလေးလိုက်ဖက်ပါတယ်ညီမလေးရဲ့မင်္ဂလာဆောင်လေးဟုလေကိုတော်ကချီးမြှင့်ရအောင်လေအတော်တော်တဲ့လူကချီးမြှင့်ရအောင်မယ်ဒါကြောင့်မလေးလက်ဖက်ပေးလို့စဉ်းစားအားပေးမဆိုတော့လက်ဖက်မဆိုတော့လည်းငွေပဲပေါ့နော်ငွေလေးပဲလက်ဖက်မှာပေါ့နော်သူတို့တန်ငွေသားလေးပဲပေါ့နော်လက်ဖက်မှာငွေသားလေးပဲပါငွေသားလေးပဲပါနှစ်ယောက်ကြလည်းမင်္ဂလာဥစ္စာတောင်းစကားလေးပြပြပါဦးဒီနေ့ဒီမှာလေးတည်းဟိုအောင်မင်းအောင်ပေါင်းပါစေလုပ်ငန်းလည်းတူတူနဲ့အောင်မြင်ပါစေလို့ဆုတောင်းပါတယ်เนาะညီမလေး